မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စကမရံတင်ချောင်းအထက်တက်ကအခန်းတော်တုံးတသမတုံးအပိုင်းကိန်းဆိုင်ရာကုန်တတိယကိုအသုံးပြု၍အပိုင်းကိန်းများပါဝင်သောကိန်းတန်းများကိုမြှောက်ခြင်းအဲ့တော့ကြည့်အောင်နော်အပိုင်းကိန်းများမြှောက်ခြင်းနဲ့ပတ်သက်၍အောက်ပါတို့မှတ်သားလိုက်နာရပါပြီတဲ့အပိုင်းကိန်းများကိုမြှောက်ရာတွင်ပိုင်းဝေများအချင်းချင်းမြှောက်ရပြီးပိုင်းခြေများအချင်းချင်းကိုလည်းမြှောက်ရသည် အဲ့တော့အပိုင်းကိန်းတွေမြောက်တာကို G5 မှာကလေးကဆရာမတို့လေ့လာခဲ့တာရှိပါတယ်အဲ့တော့ဘာကိုသိထားရမလဲဆိုတော့အပိုင်းကိန်းတွေမြောက်တဲ့အချိန်မှာပိုင်းဝင်များအချင်းချင်းမြောက်ပြီးတော့မှပိုင်းချင်းများအချင်းချင်းကိုမြောက်ရပါမယ်တဲ့ဟုတ်ပြီဒီမှာသူဘာပြီးထားကြလဲဥပမာ3 by 2 by 3 into 4တုံးပိုင်းနှစ်ပိုင်းနဲ့လေးနဲ့ကိုမြောက်မယ်လေးရောက်မှတရှိတယ်ဆိုတော့ဆရာမတို့တည်ပြီးသားဒါဆိုရင်ပိုင်းဝေချင်းချင်းမြောက်မယ်နှင်းမြောက်လေးပြီးတော့မှပိုင်းချေချင်းချင်းမြောက်မယ်သုံးအမြောက်ချက် ီကမြောက်လိုက်တဲ့ခါမှာ2 4 8 3 4 3ပိုင်းဝေကပိုင်းခြေထက်ကိုကြီးနေလို့ရှင်ဆရာမတို့အဲ့ဒါကိုဒီကင်းရောင်ပေါ့နော်ဒါကင်းရောင်ကနေပြီးတော့မှကင်းရောပြောင်းတယ်အပိုင်းကင်းရောင်ကနေပြီးတော့မှအပိုင်းကင်းရောပြောင်းလိုက်မယ်3 4 6စံတာက2အဲ့တော့ဒီပုံစံကိုကလေးတို့ကဒီ grade 5မှာကလေးကပေါ့နော် G5 မှာအများကြီးလေ့လာခဲ့တာရှိတယ်အဲ့တော့ဆရာမတို့ကဒီအဲ့ဒီတုန်းကပေါ့နော်ဒီအပိုင်းဟင်းတစ်ခုကိုအပြည့်ကင်းတဲ့တစ်ခုနဲ့မြောက်တဲ့အခါမှာ ဒီရပိုင်းခြေကိုအဲ့ဒီတိုင်းထားပြီးတော့မှအပြည့်ကိန်းဒီအပြည့်ကိန်းနဲ့ပိုင်းဝေနဲ့မြောက်တယ်ဆိုတော့မြောက်ခဲ့တာလည်းရှိတယ်။ပိုင်းဝေချင်းချင်းပိုင်းခြေချင်းချင်းမြောက်ခဲ့တာလည်းရှိတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ကြည့်အောင်နံပါတ်1က A ဘ A ဘိုင်း B နဲ့ C ဘိုင်း D တို့ဒီအပိုင်းကိန်းများဖြစ်ကြလေရင် A ဘိုင်း B E C ဘိုင်း D ဆိုဒီမှာ AB into CD ဖြစ်တယ်တဲ့ပြောချင်တာက AB နဲ့ CD ကအပိုင်းကင်းနေဆိုရင်တဲ့ AB E CD ဆိုတာ E ဆိုတာအမြောက်ကိုပြောတာဆိုတော့ပြောချင်တာ AB E CD ဆိုတာက AB into CD ဖြစ်ပါတယ်တဲ့ E ကိုအမြောက်ပြောင်းပြီးတော့မှရေးလိုက်ရုံပါပဲဟုတ်ပြီနော်ဒါဆိုရင်ဥပမာလေးကိုကြည့်အောင်1 3 by 4 e 2 3 by 7ဒါဆိုရင် e ကိုပထမအဆင့်အနေနဲ့ဒီက e ကလေးကိုအမြောက်ပြောင်းလိုက်မယ်1 3 by 4 into 2 3 by 7အဲ့ဒါပြီးတော့မှဘာလုပ်မလဲဒုတိယအဆင့်မှာဒီမှာပေးထားတဲ့ကင်းရောကို အပိုင်းကင်းရောကိုအပိုင်းကင်းရောင်ပြောင်းမယ်၄တက်လီ၄၄ရဲ့၃ရဲ့ပေါင်းတော့ခွန်း7 by 4 into ခွန်းနဲ့နဲ့လီ၁၄၁၄အပေါင်း၃က၁၇အဲ့တော့17 by 7 ပြီးတော့အပိုင်းဝေချင်းချင်းမြောက်ပိုင်းခြေချင်းချင်းမြောက်တဲ့အခါမှာ7 into 17 4 into 7ဆိုတဲ့အဆင့်ကသူကဒီမှာကြော်ထားရယ်နော်ထည့်ရင်းရင်လည်းရတယ်အဲ့တော့ခွန်ရဲ့ခွန်ရဲ့ကအရှင်းဆုံးပုံစံပြောင်းလိုက်မယ်ခွန်တက်လီခွန်ခြေလိုက်မယ်အဲ့ဒါဆိုရင်ကျန်တာက17 my 4ဆိုရင်ကျန်မယ်အဲ့တော့ပိုင်းဝေကကြီးနေလို့ရှင်သူ့ကိုအပိုင်းကင်းရောအဖြစ်ပြောင်းမယ်လေးလေးလီ16တစ်ကျန်တာကျန်တဲ့တက်ကိုပေါ်မှာပိုင်းဝေနေရာမှာရှိလိုက်မယ် ဟုတ်ပြီရပြီเนาะဒါဆိုရင်နောက်တစ်ခုသွားမယ်အမြောက်ဖလဲရဂုံတတိ A နဲ့ B တို့ဒီအပိုင်းကိန်းများဖြစ်ကြလည်ရင် A ကလည်းအပိုင်းကိန်း B ကလည်းအပိုင်းကိန်းတစ်ခုဖြစ်မယ်ဆိုရင်တဲ့ A into B equal B into A ဖြစ်ပါတယ်တဲ့ဒါဆက်မလို့သိပြီးသားမြောက်တဲ့အချိန်မှာလည်းဒီလိုပဲပေါင်းရင်လည်းဒီအတိုင်းပဲအမြောက်ဖလဲရကုန်တတိအပေါင်းဖလဲရကုန်တတိဒီအများကြီးသိခဲ့ပြီးသားဟုတ်ပြီနော်အဲ့တော့ A into B ဟာ B into A နဲ့တူတယ်ဒါဒီအပိုင်းကိန်းအတွက်လည်းမှန်တယ်အပြည့်ကိန်းတွေအတွက်လည်းမှန်တယ် ဥပမာအကြည့်အရ3 by 4 into 2 by 3ဟုတ်ပြီ3 by 4နဲ့2 by 3ကိုရှင်းမယ်1 by 2ရတယ်လို့ရလဲဆိုတော့3နဲ့3နဲ့ခြေတယ်နှစ်တလီနှစ်နှစ်နဲ့လီလေးဒါကိုကျွန်တော်ရှင်းလိုက်တဲ့အခါမှာ1 by 2ဆိုမှရသွားပြီနောက်တော့သူ့ကိုပြောင်းပြန်လှန်လိုက်မယ်3 by 4 into 2 by 3ကို2 by 3 into 3 by 4မြောင်းမယ်ဒါကလည်းမျိုးတက်တဲ့အဖြစ်နဲ့တကယ်တော့2 by 3 into 3 by 4ဖြစ်ရမယ် ဟုတ်ပြီနော်အဲ့ဒါကိုရှင်းလိုက်တော့လဲဘာရလဲဆိုတော့1/2ပဲရမယ်အဲ့ဒါဆိုလို့ရှိရင်2/3 3/4ကိုပဲရှင်းရှင်း3/4 2/3ကိုပဲရှင်းရှင်းသူတို့ရတဲ့အဖြစ်ကအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့အပိုင်းကိန်းများကြီးမြောက်လက်သည်ဖလှယ်၍ရကြောင်းတွေ့နိုင်ပါသည်တဲ့အပိုင်းကိန်းတွေရဲ့မြောက်လက်ကိုလည်းဖလှယ်လို့ရတယ်ဆိုတာကိုတွေ့ရပါတယ်တဲ့ဒီမှာတစ်ခုလည်းပဲဖြစ်နေတာနော်3/4 2/3ပဲဖြစ်နေတာတကယ်တော့ဒီဘက်မှာကြတော့2/3 3/4ဆိုရင်မှဖြစ်ရမယ်ဟုတ်ပြီလား နောက်တစ်ခုကအမြောက်ဖက်ဆက်ရဂုံတက်တီအဲ့တော့ဖက်ဆက်ရဂုံတက်တီကိုလည်းကလေးတို့ကအပိုင်းကင်းအတွက်မဟုတ်ဘဲနဲ့အပြည့်ကင်းနေအတွက်ကတော့တိခဲ့ပြီးသားဒီမှာကြည့်အောင် AB နဲ့ C တို့ဒီအပိုင်းကင်းများဖြစ်လေ A ကအပိုင်းကင်း B လည်းအပိုင်းကင်း C လည်းအပိုင်းကင်းဆိုရင်တဲ့ A into B into C bracket of A into B A နဲ့ B ကိုအရင်မြှောက်မယ်မြှောက်ပြီးတော့မှ C နဲ့မြှောက်ချင်းက B နဲ့ C ကိုမြှောက်ပြီးတော့မှ A နဲ့မြှောက်ချင်းနဲ့အတူတူပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီဘက်မှာကြည့်အောင် ကိန်းသုံးခုကိုမြောက်မယ်အပိုင်းကိန်းသုံးခုနော်2 by 3ဆိုတဲ့အပိုင်းကိန်း2 by 5ဆိုတဲ့အပိုင်းကိန်း5 by 6ဆိုတဲ့အပိုင်းကိန်းသုံးခုကိုမြောက်မယ်အဲ့လိုမြောက်တဲ့ခါမှာသူက အရင်ဆုံးဒီ share နှစ်ခု bracket of 2 by 3 into 2 by 5ကိုမြောက်မယ်မြောက်ပြီးတော့မှနောက်ကကိန်းနဲ့မြောက်မယ်ဟုတ်ပြီဒီနှစ်ခုကိုမြောက်တော့ရှင်းလို့မရအောင်ရှင်းသောပုံစံပြောင်းလို့မရတော့အချင်းချင်းမြောက်လိုက်မယ်1နဲ့4 3 5 4 5 ။နောက်ပြီးနော်။ဒါဆိုကျန်နေတဲ့5 by 6ကိုပြန်လာပြီးတော့ရေးမယ်။ဒီနှစ်ခုကိုပြန်ရှင်းမယ်။တို့ရှင်းတော့9 4 5 9 3 4 5 1 4 4 1 3 4 6။ဒါဆိုပိုင်းချိန်မှာပါကျန်လဲဆိုတော့3မမြောက်3ဆိုတော့3 3 4က9 1 4က2ဒါဆိုရင်ရတာက9အဲ9ပိုင်း9ပိုင်းပေါ့နော်2ပိုင်း9ဆိုပြီးမှရမယ် ဟုတ်ပြီအဲ့ဒါကိုဆင်မတို့က100 gain ကိုထားလိုက်မယ်ဘိုင်း gain ကိုနောက်က bracket off ဆိုပြီးမှ bracket win စဝင်ပိတ်ကလေးနဲ့နောက်က gain နှလုံးကိုမြှောက်မယ်ဒီအတိုင်း minus ကိုမြှောက်မယ်အဲ့တော့သူ့ကိုရှင်းလိုက်တော့1တက်လီ2 2 3 4 6 5တက်လီ5 5တက်လီ5သူ့ကိုရှင်းလိုက်တာဒီ queen ကိုအရင်ရှင်းလိုက်တာက1/3ရတယ်ပြီးတော့ရှေ့မှာရှိနေတာက2/3သူတို့နှစ်ခုကိုမြှောက်လိုက်တော့ဘိုင်းဝင်ချင်းချင်းမြောက်ဘိုင်းချီချင်းချင်းမြောက် ဲ့တော့ဘယ်အချိန်မှာပိုင်းဝေချင်းချင်းပိုင်းချင်းချင်းချင်းမြောက်လဲဆိုတော့ဒီလိုမျိုးအရှင်းဆုံးပုံစံပြောင်းလို့မရဘူးခြေလို့မရဘူးဆိုတဲ့အခါကျမှပဲပိုင်းဝေချင်းချင်းပိုင်းချင်းချင်းချင်းမြောက်တယ်ရှင်းလို့ရသည်ရှင်းမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ရှင်းလို့မရတော့ပိုင်းဝေရဲ့ပိုင်းချေရဲ့ကိုခြေလို့မရအောင်ဖြစ်နေတယ်အဲ့ဒါဆိုလို့ရှင်ဆမ်မတော့ကသူ့ကိုပိုင်းဝေချင်းချင်းပိုင်းချေချင်းချင်းမြောက်လိုက်မယ်နှစ်တက်လီက1 3လီက3အဲ့တော့ဒီနှစ်ခုကလည်းဘာဖြစ်လဲဆိုတော့ တူနေတယ်အဲ့တော့ညီမချင်းခြားမှာရေးလိုက်တယ်ဒါကြောင့်မလို့အပိုင်ကင်းများကြီးမြောက်လက်တီဖက်ဆက်ရရအကြောင်းတွေ့နိုင်တယ်တဲ့ဒါဖက်ဆက်ရကွန်တက်တီအမြောက်ချက်တူရခင်ဟုတ်ပြီအမြောက်ချက်တူရခင်ကဘယ်ကိန်းဖြစ်မလဲ A ဒီအပိုင်ကိန်းတစ်ခုဖြစ်လိမ့်ရင်ဟုတ်ပြီ A ကအပိုင်ကိန်းဆိုရင်အပိုင်ကိန်းတစ်ခုရဲ့တည့်ရမြောက်ချင်းကတည့်ရအပိုင်ကိန်းတစ်ခုရဲ့မြောက်ချင်းနဲ့ညီတယ်အဲ့ဒါပြီးတော့မှအဲ့ဒီဟာဒီ A ပဲရမယ် ဟုတ်ပြီနော်အပိုင်းကိန်းတစ်ခုနဲ့တစ်နဲ့ပဲမြောင်းမြောင်းတစ်နဲ့အပိုင်းကိန်းတစ်ခုပဲမြောင်းမြောင်းအဲ့ဒီအပိုင်းကိန်းပဲရတယ်အေးဆိုတဲ့အပိုင်းကိန်းပဲပြန်ရတယ်အဲ့ဒါကြောင့်မလို့တစ်ဒီပါဖြစ်လဲဆိုတော့အပိုင်းကိန်းများအတွေ့အမြောက်ထတူရကိန်းဖြစ်အမြောက်ထတူရကိန်းတစ်ကိုပဲကိန်းနဲ့ပဲမြောင်းမြောင်းအဲ့ဒီကိန်းပဲပြန်ရတယ်ဟုတ်ပြီနော်အဲ့ဒီ A ဆိုတဲ့အပိုင်းကိန်းတစ်ခုပဲပြန်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့1 the အမြောက်ထတူရကိန်းဖြစ်တယ် ဆရာဒီမှာလည်းပြထားပြီးသား4/5 into 1က4/5ပဲရမယ်1 into 4/5ကလည်း4/5ပဲရအဲ့ဒါကြောင့်မလို့ဆရာမတို့ဒီဒီတစ်ဆိုတာဒီအမြောက်ထတူရဂိမ်းဖြစ်တယ်ရပြီနော်နောက်တစ်ခုကတော့ဖြန့်ဝေရဂုံတက်တိ ABC တို့ဒီအပိုင်းဂိမ်းများဖြစ်ကြလို့ရှင်ဒီဖြန့်ဝေရဂုံတက်တိကိုလည်း G5 မှာလည်းနည်းနည်းတော့သိပါသိခဲ့ပါတယ် A into B plus C A ရဲ့ B plus C ရဲ့မြောက်ချင်း အဲ့တော့ A ရဲ့ B ရဲ့ကိုမြောင်းမယ် A ရဲ့ C ရဲ့ကိုမြောင်းမယ်အဲ့ဒါပြီးမှဂျာရဲ့လက္ခဏာအပန်းဟုတ်ပြီနော် A into B plus A into C bracket of A into B plus bracket of A into C ဖြစ်ပါတယ်ဒါပြီနော်အဲ့ဒါဆိုရင်ဆံမခုနပြောတဲ့ဖြန့်ဝေရာကုန်သတ္တိအတွက်ဥပမာလေးကိုကြည့်ကြအောင် 5 1 by 3 into bracket of 4 1 by 2 plus 1 1 by 8ဆိုရင်မှရှိတယ်သူ့ကိုဆရာမတို့ရှင်းမယ်ရှင်းတဲ့အခါမှာအရင်ဆုံးဘာလုပ်မလဲဆိုတော့ဒီမှာကင်းရောတွေပေးထားတယ်ကင်းရောတွေကိုကင်းရောင်ပြောင်းမယ်ဒါပစတမအဆင့်5345တက်နဲ့ပေါင်း6ချ4နဲ့4 8တက်နဲ့ပေါင်းတော့9အဲ့တော့9 by 2 8တက်လီ8တက်နဲ့ပေါင်းတော့9 9 by 8အဲ့လိုပြောင်းပြီးပြီဆိုလို့ရှိရင်ဆရာမတို့ကသူ့ကိုတစ်ခုချင်းစီဒါကိုအရင်ပေါင်းလိုက်မယ်ဟုတ်ပြီလား ပေါင်းပြီးတော့မှမှဝင်မြောက်လိုက်မယ်။ဟုတ်ပြီ။အဲ့တော့ရှစ်ရဲ့ရှစ်ရဲ့တို့ပိုင်းချင်ညိလိုက်တာ။၄နဲ့၄က၄နဲ့၄လီယာရှစ်။အဲ့တော့၉လေးလီက၃၆ဒီ queen ကိုရှင်းတဲ့အခါမှာပိုင်းချင်ညိပြီးတော့ရှင်းလိုက်တယ်။ဟုတ်ပြီနော်။အဲ့ခါကျတော့36အပေါင်း၉က၄၅အဲ့တော့ဒီဟာအလုံးကိုရှင်းလိုက်တဲ့အခါမှာ30ရတယ်။ဒါဆိုရင်ဒီတစ်ခုကကြတော့သူကသူ့ကိုလည်းသွားမြောက်မယ်ဒီဘက်ကဒါကိုလည်းသွားမြောက်မယ်အဲ့လိုနီးနဲ့သွားလိုက်မယ်ဟုတ်ပြီနော်ဂျားထဲမှာလက္ခဏာအပေါင်း ီကခွင်းထဲမှာလက္ခဏာကအမြောက်ရှိမယ်။အဲ့ဒီခါကျတော့ဆံမခွန်းနာလိုပဲ9345 16တို့ပြောင်းမယ်။တို့ကလည်း၄နဲ့၄၈ကို ပြောင်းလိုက်မယ်။9345 16ပိုင်း uh sorry 3ပိုင်း16ပိုင်း16 mind tree 746ကို9 mind 8 hobby အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအရှင်းဆုံးပုံစံပြောင်းမယ်။နှစ်တလီနှစ်နှစ်ရှစ်၄၆။ဟာဗျာ3တလီ3 3 3 4ကို ရှစ်တလီရှေရှင်းတလီဆက်ချသုံးတလီသုံးသုံးသုံးတလီသုံးသုံးသုံးလီကိုဒါဆိုရင်ဒီဘက်ကရှင်းတာ24ရတယ်ဒီဘက်ကရှင်းတာက6ရတယ်ဘိုင်းချေတွေက1 day ဆိုတော့မရေတော့ဘူးသူ့အားလုံးရှင်းလိုက်တော့30ရတယ်ဒါဆိုရင်ဒီဘက်ကနှစ်ခါညီးတယ်အဲအားကြောင့်မလို့ဖက်ဆက်ရကုန်တတိဖြစ်တယ်ဒီ a into b bracket of a into b into c နဲ့ a into bracket of b into c တန်ဖိုးချင်းတူကြီးအတွက်ရင်းတို့ကို A into B into C ဟုလွဲကူစွာဖော်ပြနိုင်သည်တဲ့ဒါကကျတော့ရှေ့မှာဆရာမတို့လေ့လာခဲ့တဲ့ဖက်ဆက်ရပုံတက်သည့်ဒါကကျတော့ဖြန့်ဝေရကုန်တက်သည့်ဆရာမတို့တွက်လိုက်တာဟုတ်ပြီအဲ့တော့အမြောက်ဆိုင်ရာဖလဲရကုန်တက်သည့်နဲ့ဖက်ဆက်ရကုန်တက်သည့်များအရာ၃ခုတော့မဟုတ်၃ခုထက်ပိုသောအပိုင်းငယ်များမြောက်ရာတွင်မိသည့်အစီစဉ်နဲ့မဆိုမြောက်၍ရပါသည်တဲ့အဲ့တော့ဒီဟာကိုဝင်းမပါဘူးနဲ့တွေ့ရင်လည်းရတယ်လို့သူကပြောတာ ဟုတ်ပြီနော်ဒီလိုမျိုးလွတ်လွတ်ကူကူလေးပဲ a into b into c ဆိုရင်မှတွက်လို့ရတယ်အဲ့တော့ဒီအစီအစဉ်ကို a into c into b ဆိုရင်မှမြောက်ချင်လည်းရတယ်ကိုလွယ်တဲ့ဤအတိုင်းမြောက်လို့ရတယ်လို့ပြောတာဟုတ်ပြီနော်အဲ့တော့နောက်တော့ပုံစံတွက်ကိုကြည့်မယ်1 3x4 into 2 1/7 into 2 2x5 ကိုရှင်းပါပထမအဆင့်ပါလို့မလဲသူ့ကိုဒီကိန်းရောင်ကိုကိန်းရောပြောင်းမယ်ပေါ့နော် အဲ့ sorry ကင်းရောကိုကင်းရအောင်ပြောင်းမယ်အဲ့တော့အရင်ဆုံးသူကဒီနှစ်ခုအမြောက်ဖို့ရင်အတွက်ခွင့်ခတ်လိုက်တယ်ပထမအဆုံးဟုတ်ပြီနော်အဲ့တော့တစ်၄ဘိုင်း၃ဘိုင်းအမြာ၂ခုနှစ်ဘိုင်း၃ဘိုင်းဒါကိုခွင့်ခတ်လိုက်တယ်ပြီးတော့မှအမြာ၂၅ဘိုင်း၂ဘိုင်းဆိုမှရေးလိုက်ပြီအဲ့တော့ဒီမှာရှိတဲ့ကင်းရောတွေကိုကင်းရအောင်ပြောင်းမယ်၄ချက်လီ၄၃နှစ်ပေါင်းတော့ခွန်ခုနှစ်နလီ74တင်းနဲ့ပေါင်းတော့15ဒါရှင်းတက်တယ်9နလီ10 10ရဲ့ပေါင်းနဲ့က10 တော့အားလုံးရေးလိုက်ပြီးတော့မှကျွန်တော်တို့ဒီခွင်းကိုအရင်ရှင်းတယ်ခွင်းနဲ့တလေခွင်းခွင်းနဲ့တလေခွင်းဆိုမှရှင်းလိုက်တယ်အဲ့တော့၄ဘိုင်း၅ဘိုင်းရတယ်နောက်ကဟာနဲ့ပြင်ရှင်းမယ်နောက်မှရှိတယ်၅ဘိုင်း၁၂ဘိုင်းနဲ့ပြင်ရှင်းတယ်နောက်ဆုံးတော့အဖြေက900ရတယ်ဟုတ်ပြီနော်ဒါတဆင့်ချင်းစီရှင်းသွားတာပါလွယ်ပါတယ်နော်အဲ့လန်ဂိန်းဆိုတာလေးကိုတစ်ချက်ကြည့်အောင်လန်ဂိန်း reciprocal ဟုတ်ပြီ လန်ကင်ရစီပရိုဖက်ဆာပါလေ2/3နဲ့3/2တို့မျှောက်လက်သည်မြင်ရဖြစ်တယ်နီလန်ကင်ကိုလည်းကလေးတို့ဒီ G5 မှာတင်ခဲ့ပြီးသားပါနော်အဲ့တော့2/3နဲ့3/2ကိုမျှောက်တဲ့အခါမှာ1ရရဲ့အဲ့တော့အပိုင်းကင်းတစ်ခုဤမျှောက်လက်သည်တစ်ဖြစ်နေခဲ့လေရင်အပိုင်းကင်းတစ်ခုစီအခြားအပိုင်းကင်းဤလန်ကင်းဖြစ်သည်အဲ့တော့တို့နှစ်ခုကိုမျှောက်တဲ့အခါမှာအဖြစ်ရတစ်ရနိုင်မယ်ပေါ့နော်သူရဲ့မျှောက်လက်ကတစ်ဖြစ်နေမယ်ဆိုရင် အဲ့ဒီကအပိုင်းကင်းတစ်ခုကအခြားပိုင်းကင်းတစ်ခုရဲ့လန်ကင်းဖြစ်ပါတယ်ဘယ်လိုလဲမြောင်မြောင်ပေါ့နော်သူရှင်းလိုက်လို့ရှိရင်ဒါ tip ဖြစ်တယ်2 by 3ပေးထားလို့ရှိရင်ဒါက3 by 2ပြောင်းလိုက်ရုံပဲပေါ့နော်3 by 3ပိုင်း2ပိုင်းပေးရင်2ပိုင်း3ပိုင်းအဖြစ်လန်ပြီးတော့မှမြောင်လိုက်လို့ရှိရင်အဖြစ်ရတော့ tip ပေးရမယ်ထို့ကြောင့်3ပိုင်း2ပိုင်းနဲ့2ပိုင်း3ပိုင်းနှစ်ဆိုလို့ရှိရင်လေနှစ်ဆိုရင်ဒီမှာနှစ်နှစ်အောင်မှာတစ်ရှိတယ်ဒီတစ်ကိုအပေါ်ဖို့နှစ်ပိုင်းတစ်ပိုင်းသုံးဆိုရင် 3နဲ့3ပိုင်းတစ်ပိုင်း4ပိုင်း5ပိုင်းဆိုရင်5ပိုင်း4ပိုင်းတို့တွင်တစ်ခုသည်ကြံတစ်ခုဤလန်ကင်းအသီးသီးဖြစ်ပါသည်တဲ့ဒါသိတယ်။ဟောပြီဒါဆိုရင်3ညမဟုတ်တော့အပိုင်းကင်းတို့တွင်လန်ကင်းတစ်ခုစီရှိပါသည်တဲ့3ညမဟုတ်တဲ့အပိုင်းကင်းအပိုင်းကင်းဒါရအပိုင်းကင်းတိုင်းမှာလန်ကင်းတစ်ခုစီရှိတယ်။၄ချိန်ဟန်တုံးသက်မှ3မှာနံပါတ်7က24ခု စက်လေးကိုနော်၄ဘိုင်း၅ဘိုင်းနဲ့၆ဘိုင်း၅ဘိုင်းတို့ဖြစ်ဆက်မြောက်ပါတဲ့ဆက်မြောက်ပါဆိုတော့သုံးခုကိုမြောက်ခိုင်းလိုက်တဲ့တစ်ခါတည်းပဲဆင်မလို့တစ်ခါတည်းပဲမြောက်လိုက်နေဟုတ်ပြီနော်အော်ဘယ်အဆဆင်မရေးလိုက်မယ်၂၄ကိုသူကဘိုင်းနဲ့မြောက်ခိုင်းလဲဆိုတော့၄ဘိုင်း၅ဘိုင်းအမြောက်၆ဘိုင်း၅ဘိုင်းနဲ့ဆက်ပြီးမြောက်ပါတဲ့အဲ့တော့24 into 5 by 4 into 5 by 6ဟုတ်ပြီအဲ့တော့ဒါကိုဆင်မရရှင်းလိုက်မယ်ဒီမှာရှင်းမယ်အဲ့တော့ဘယ်ဟာတွေကိုအရင်မြောက်ရှင်းလဲခွန်းနဲ့ကိုစဉ်းစားပြီးတော့မှမြောက်လို့ရတယ် လွယ်တဲ့ဟာကိုမြောက်လိုက်ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဆရာမကဒီနှစ်ခုကိုအရင်မြောက်လိုက်တယ်နော်သူ့ကိုဝင်ခက်မယ်ဒီမှာမခက်ဘူးနော်ဒါကမိကုန်းဆရာမတို့ကုလိုက်တာဒီဘက်မှာဝင်ခက်မယ်24 into 5 by 4ကိုအရင်မြောက်မယ်ပြီးတော့မှမှာ5 by 6နဲ့မြောက်အဲ့တော့ equal ဒီမှာပိုင်းခြေမှာတက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုမြောက်တဲ့ခါမှာဒီပိုင်းဝေချင်းချင်းမြောက်ပိုင်းခြေချင်းချင်းမြောက်ဒါဆိုရင်၄တက်လီ 6624ဆိုမှမြောက်လိုက်မယ်65430ဆင်မတခါလေးရေးပြီးပိုင်းအချိန်မှာ test ဆိုတော့မရေးတော့ဘူးပြီးတော့မှ 5x6 အဲ့တော့ဒီမှာလည်းပဲ6တလီ6 65430အဲ့တော့အဖြေက9920နဲ့ငါဒါ3ချောင်းလေးနဲ့ဆင်မပြီးလိုက်တယ်တကယ်လို့ကလေးတို့အနေနဲ့ပေါ့နော်ဆင်မပြန်ရှင်းပြပါမယ်24 into 5 by 4 into 5 by 6 equal အဲ့ဒီရှေ့ကနှစ်ခုကိုဆက်မလို့အရင်မြောက်မယ်24 into 5 by 4 into 5 by 6အဲ့တော့ဒါကိုအစစ်မကြော်ချင်ဘူးဆိုရင်ဒီလိုလုပ်ပါဒီမှာတက်ရှိတယ်။ဘိုင်းစိမှာတက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့1 into 4ပြီးတော့သူ့ကိုဝင်ခက်ပြီးတော့မှဒီဘက်မှာ5 by 6ဆိုပြီးမှပြေးလိုက်။အော်ဆရာမတို့ဒီမှာအစစ်မကြော်တော့အပေါ်မှာဆရာမကစင့်ကြော်လိုက်တယ်။အဲ့တော့ဒီမှာဆိုရင်၄တက်လီ၄ 6624ဆိုပြီးတဆင်ရှင်းမယ်။အဲ့မှာမှာ6530 30, 30အမြောက်5/6ဆိုမှကြတာ13 into 5/6ဒါဆိုရင်သူ့ရောက်မှာတက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းဝေးချင်းချင်းမြောက်ဒါကအဆင့်မကျော်တော့တာနော်။ကလေးတို့အနေနဲ့အဆင့်ကျော်မယ်ဆိုရင်လည်းအပေါ်မှာကျော်ထားလို့ရတယ်။6တလီ65လီ30ဒါဆိုရင်5 into 5ဆိုတဲ့အချက်ကိုလည်းထည့်ချင်ထည့်ပါအဲဆိုရင်95လီ25ဆိုပြီးရတော့ဟုတ်ပြီနော် မနက်ကအဘါလို့ရှင်းပါဒါဆင်မတို့ဆက်ပြီးမြောက်လိုက်အောင်မယ်ဒီပု္ပ္ပာမှာတော့ဗာလဲဆိုတော့ e ဆိုတာဒီအမြောက်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ e ကိုအမြောက်ပြောင်းပြီးတော့တွက်လိုက်မယ်ဟုတ်ပြီနော်ဟုတ်ပြီဒါနှစ်ခုတည်းမြောက်မယ်3 1 3 1 1 2ဟုတ်ပြီပထမအဆင့်အနေနဲ့ဒီမှာရှိရဲ့အပိုင်းကင်းရောကိုအပိုင်းကင်းအောင်ပြောင်းမယ်3 3လီကိုတစ်နဲ့ပေါင်းနော်တစ်ဆင့်10 1 3 2နှစ်တလီနှစ်3 3 by 2အဲ့တော့ပိုင်းဝေးချင်းချင်းမြောက်မယ်10 into 3 3 into 2အဲ့တော့နှစ်တလီ25လီ30 3တလီ3တလီ3အဲ့တော့အဖြေဒီပိုင်းအကုန်လုံးမြောက်လိုက်တဲ့ခါမှာကျန်တာက5တလီ5ပဲကျန်တဲ့အတွက်ကြောင့်မလို့အဖြေက5နောက်တော့နံပါတ်ခါဝေးခါဝေးက1 into 4 6 by 7 ဲ့တော့ဒါဘာပဲရမလဲဆိုတော့တရဲ46/7နဲ့မြောက်လို့ရှိရင်ဒါကတော့ဒီခုနဆံမတို့လိလာလိုက်တဲ့ဘယ်ဂိမ်းရောမဆိုပါတော့အပိုင်းဂိမ်းတစ်ခုကိုတင်းနဲ့မြောက်လို့ရှိရင်အဲ့ဒီဂိမ်းပဲပြန်ရတယ်ဟုတ်ပြီလားအဲ့ဒီဂိမ်းပဲပြန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့အားလေးကိုပဲပြန်ရေးလိုက်ရုံပဲ46/7ဆိုဟုတ်ပြီလားနောက်တစ်ခုကဂန်း2 2 by 17 into 12 into 6အဲ့တော့ဒီမှာဘယ်ဟာကိုအရင်မြောက်ချင်လဲဒီနောက်မှာဟိုရှင်းလို့လည်းရတယ်လို့ဒီရှေ့ကနှစ်ခုကိုလည်းရှင်းလို့ရတယ်စိတ်တည်းနဲ့ရှင်းမယ်ဟုတ်ပြီဆရာမတော့ဒီနှစ်ခုကိုအရင်ရှင်းလိုက်မယ်ပေါ့နော်2 2/17 into 5/12ရမ into 6ဝင်မှာရေးလိုက်ပြီဟုတ်ပြီဒါဆိုလို့ရှင်ဆရာမတို့ဒီမှာရှိတဲ့အပိုင်းကိန်းရောကိုအပိုင်းကိန်းရောင်းပြောင်းမယ် 6434 34အပေါင်းနဲ့က36ပိုင်းခြေက6ပြီးတော့မှတခါလေးမြောက်လိုက်မယ်ဟုတ်ပြီနော်9ဒီမှာက7ဒါဝင်ခတ်မယ်ပြီးတော့မှအမြောက်6စီမရေးလိုက်မယ်7တလေး7 7 3 36ကျွန်တော်ရှင်းလို့မရတော့အဲ့တော့15 minus 17 9 3 5 3 5 25ရှင်းမယ်ပြီးတော့မှ7ပြီးတော့မှအမြောက်6 အဲ့တော့ဒီနေရာမှာကပိုင်းဝေချင်းချင်းပိုင်းချင်းချင်းချင်းမြောက်ဖို့ပဲရှိရဲ။သူကအရှင်းဆုံးပုံစံပြောင်းလို့မရအောင်ဆိုတော့956 90ဆိုမှဆရာမတို့ပြောင်းမယ်။ပြီးတော့မှမှာပိုင်းချင်းက7ခွန်ရှိတယ်။အဲ့တော့ပိုင်းဝေကပိုင်းချင်းထက်ကြီးလို့ရှိရင်ဆရာမတို့ဒီအပိုင်းကိန်းရောအပိုင်းကိန်းရောပြောင်းပေးမယ်။ဟုတ်ပြီနော်။အဲ့တော့7ခွန်5လေး60ငါအဲ့တော့ပိုင်းချင်းမှာ5ကြမ်းမယ်ဒါဆိုရင်ရေးမယ်အဖြေက900ရတာဖြစ်တဲ့ကြောင့်မို့လို့9ပြီးတော့မှ ကျန်တဲ့အကျဉ်းက9ပိုင်းချီက second or 5 5 by 17ဒီလိုများကလေးတို့အနေနဲ့ဒီနောက်ကနှစ်ခုရှင်းမယ်ဆိုရင်လည်းဖြေရတော့အဲ့တိုင်းရမယ်ဟုတ်ပြီနော်အဲ့လိုရှင်းကျင်လို့ရှင်းတာလေးကိုဝင်ခတ်မယ်6 4 6 6 4 7 2ဆိုပြီးမှရှင်းမယ်အဲ့ဒါဆိုလို့ရှင်း5 by 2နဲ့ဆက်ပြီးတော့မှဒီဘက်ကဟာနေနဲ့ရှင်းလိုက်9 3/4e 2 2/3ဟုတ်ပြီဒါဆိုရင်ပထမအုပ်ဆုံးဆမ်မတော့က9 3/4အမြောက်ပြောင်းမယ် into two 2 by 3ဆိုရပြောင်းမယ်နောက်တစ်ခုကတော့ဒီမှာရှိတဲ့ကင်းရောတွေကိုကင်းရောင်ပြောင်းမယ်ကိုလေးလီ36 36ရဲ့3ရဲ့ပေါင်းတော့30နဲ့ကို into 4ပိုင်းချီမှာလေးရှိမယ်3နဲ့4 6ခွန်8ဟုတ်ပြီဒါဆိုရင်ပိုင်းဝေချင်းချင်းပိုင်းချီချင်းချင်းမြောက်မယ်39 into 8 4 into 3အဲ့တော့၄တက်လီ၄၄နဲ့လီ၈ ်3043 3043 339အဲ့တော့73နဲ့4က26နဲ့6နားပြီတာနံပါတ်3က334 plus 21 3တို့ဤပေါင်းလက်ကို529မှာ256 by 6နှုတ်ရရတော့နှုတ်လက်ဖြင့်မြောက်ပါတဲ့အဲ့တော့မလောက်ခိုင်းလဲဆိုတော့အရင်ဆုံးကြည့်မယ်နော်334 plus 21 3တို့ဤပေါင်းလက်ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဒီနှစ်ခုကိုပေါင်းလို့ရတဲ့ပေါင်းလက်ကိုတဲ့ 5 2/9မှ25/6ကိုနှုတ်ရရတော့နှုတ်လက်ပြင်းမြောက်ပါဒါအောင်နှုတ်ရမှာပေါ့ဟုတ်ပြီနော်အဲ့တော့5 2/9မှ25/6နှုတ်ရရတော့နှုတ်လက်ပြင်းမြောက်ပါဆိုမြောက်ရမှာတော့ဒီနှစ်ခုမြောက်ရမှာပဲဒါကိုပေါင်းလို့ရတဲ့အဖြေသူ့ကိုနှုတ်လို့ရတဲ့အဖြေနှစ်ခုကိုမြောက်မယ်အဲ့ဒါဆိုရင်ဒီကအပေါင်းရပြီဒီမှာအနှုတ်လက္ခဏာသူ့ကိုဝင်ခက်မယ်ကြားထဲမှာအမြောက်လက္ခဏာဆွေမထည့်လိုက်ဘာလို့လဲဆိုတော့ဒီပေါင်းလက်ရဲ့ဒီနှုတ်လက်ရဲ့ကိုမြောက်ခိုင်းတာဟုတ်ပြီနော် ။အော်ဗီဒါဆင်ဆရာမရေးလိုက်မယ်။သူလုတ်ခိုင်းတဲ့အတိုင်း3 3 4 plus 2 1 3တို့ဤပေါင်းလက်ဆိုဆရာမကိုယ်ဝင်ခက်လိုက်မယ်။အဲ့ဒီပေါင်းလက်ကနေတချမ်းတစ်ခုနှုတ်လက်5 2 9မှာ2 5 6နှုတ်ရရတော့နှုတ်လက်ဖြစ်မြောက်ပါတဲ့ဒါဆိုရင်ဒီလိုလေးဖြစ်မယ်ပေါ့သူကလောက်ခိုင်းထားဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှင်ဆရာမတို့ပထမအဆင့်အနေနဲ့ရှင်းမယ်ကလေးတို့ကညီမြချင်းဒီဘက်မှာတွတ်ပါဆရာမတို့ကမမြင်ရမှာဆိုလို့ဒီမှာညီမြချင်းခြာပြီးမှတွတ်လိုက်မယ် 4342နဲ့စနက်ပေါင်း35 15.4 plus 346 6ရက်တည့်ရက်က9ပိုင်းချီက3ဝင်ရရှိအောင်မယ်မရှင်းရသေးဘူးအမြောက်နောက်တစ်ခု95 45အပေါင်းနဲ့49ပိုင်းချီက9အလုံး6 4 7နဲ့စနက်အပေါင်း9က79ပိုင်းချီက6ဟုတ်ပြီနော် ဲ့တော့ဒီမှာဘာလို့မလဲသူ့ကိုပေါင်းမယ်သူ့ကိုနှုတ်မယ်အပိုင်းကိန်းတွေပေါင်းနဲ့နှုတ်တဲ့အခါမှာပထမအဆုံးလို့ရမှာဒီပိုင်းခြေတူအောင်ညှိရပါမယ်ဒါဆိုရင်၄၃လီဆက်နှစ်ဒီဘက်ကဆက်နှစ်ထားမယ်ဒီဘက်မှာကျတော့၉နှစ်လီက၁၈၆၃လီက၁၈ဆိုတော့ဆင်မလို့၁၈ထားမယ်အဲ့တော့အကျန်းအနေနဲ့ဆင်မတို့ဒီမှာအကျန်းလေးလိုက်မယ်၆၃လီ၁၈၉နှစ်လီ၁၈ဆက်ခွန်ကိုလည်း၃နဲ့မြောက်၄၀ခွန်ကိုလည်း၂နဲ့မြောက်ဒီမှာကျတော့၃လီဆက်နှစ်ဒါဆိုရင်ပိုင်းဝေကိုလည်း၄နဲ့မြောက်မယ် ီမှာက၄3 4 5 3 4 5ဒါကိုဆရာမတို့ဒီအဆင့်ထက်မရေးပါအောင်နော်ဒါဆရာမအကျန်းလေးရေးထားတာပါဟုတ်ပြီဒါဆိုလို့ရှိရင်ပိုင်းချင်ညှိလိုက်ပါမယ်၄3 4 5 3မြောက်တယ်5 3 4 5 5အပေါင်း3442 9428ဘက်ကရပြီဒီဘက်မှာပိုင်းချင်ညိမယ်9428အနော်634က18 49နှစ်လီက90နဲ့၄စက္ကန့်3လေက50နဲ့ကျင်းဟုတ်ပြီဒါဆိုရင်ပိုက်ချီတူသွားပြီဆိုတော့ဆမ်မရော့ကပေါင်းလိုက်တော့စနစ်45အပေါင်း28အဲ့ဒီအဆင့်ကိုဒီမှာ45အပေါင်း28ဆိုတဲ့အဆင့်ဆမ်မကျော်လိုက်မယ်9ရဲ့8ရဲ့က73 3ရဲ့7ကျင်း4ရဲ့7ရဲ့ပေါင်းက9ရဲ့2ရဲ့က9အမြဒီဘက်မှာဆမ်မရော့ပိုက်ချီတူသွားပြီ68 4ရဲ့က7ကိုနှုတ်တော့3 ကိုယ်တဲကငါးအောင်လုပ်မယ်လေးဒါဆိုရင်ဒီနှစ်ခုကိုမြောက်ရအောင်အဲ့တော့နောက်ဆက်နေတဲ့ဆရာမတို့ဒီမှာရေးမယ်83အမြောက်43 72အမြောက်78အဲ့တော့ဒီနေရာမှာဆရာမတို့စဉ်းစားကြည့်တဲ့အခါမှာရှင်းစုပ်ပုံစံအပြောင်းလဲရတာဒီဘာမှမရှိဘူးဟုတ်ပြီနော်ဘာမှမရှိတဲ့အခါမှာ7ရက်78ရက်ကိုလည်းမြောက်ရမယ်83ရက်43ရက်ကိုလည်းမြောက်ရမယ်အဲ့တော့78ကိုဆံမတော့မြောက်ကြည့်အောင်အကျန်းထဲမှာမြောက်မယ်

4342နဲ့ကျင်မှ9428 20နဲ့9ပေါင်းမယ်9နဲ့တဲ့က3 9ရဲ့တဲ့က17တည်ရည်တည်တင်တော့3 3130နဲ့ပို့3139ဟုတ်ပြီဒီမှာရှိတယ်3139ကျွန်မတို့ကဘာလုပ်လို့ရမလဲဆိုတော့သူကပိုင်းဝေရများနေတဲ့အတွက်ကြောင့်သူ့ကိုစားမယ်စားပြီးတော့မှအပိုင်းကင်းရောနဲ့အဖြစ်ထုတ်ပေးမယ် အဲ့ဒါဆိုတော့အချမ်းထဲမှာစားကြည့်ရအောင်ဒီနားလေးမှာစားလိုက်မယ်3139ကို D 136နဲ့စားဒါတော့ဆရာမတွေမှာတည်တယ်တလီပဲဝင်လို့ရတယ်136တော့10တွေက6ကုန်တော့4ကျန်4ရက်3ရက်ပေါင်းတော့ခွန်ဒါက3ည10တွေက1ကုန်တော့9 3က2ဖြစ်ဆိုတော့90နဲ့ခွန်အဲ့တော့9ကိုဆွဲဘယ်နဲ့လီဝင်လို့ရလဲဆရာမတို့စားကြည့်မယ် အဲ့တော့ညရလို့ပဲဆရာမတို့စဉ်းစားကြည့်ရင်တော့မှ9လီဆိုရင်တစ်ချောင်းရနေပြီနော်အဲ့တော့16ကိုရှိတဲ့အတွက်ကြောင့်9လီတော့ဝင်လို့မရအောင်ဆရာမတို့6လီလောက်အနည်းဆုံး6လီလောက်စဉ်းစားကြည့်နေ216ကို6လီလောက်စဉ်းကြည့်လိုက်6လီ24 4ရင်းနှစ်မှန်4တက်လီ6 4နဲ့လီက8ဒါဆိုရင်864ဆိုတော့6လီဝင်လို့ရမယ် 664နှုတ်မယ်။ကိုရဲက၄ကိုနှုတ်တော့9ကျင်း၁ကျင်းဒါကကြတော့1 135နဲ့9လက်ဆိုင်အလီဝင်လို့မရတော့ဘူးနော်။116က135ကအလီဝင်လို့မရတော့ဘူး။ဒါအကျွင်းပဲ။လက်ဆိုင်အဖြစ်က14နော်135အပေါ်မှာရှိမယ်။14 216ပိုင်း135ပိုင်း။အဲ့ဆိုတော့ဒီမှာအဖြစ်လေးထုတ်ရအောင်။14 တရာ sorry 236ပိုင်း135ပိုင်းဒါအဖြေပဲဟုတ်ပြီနော်အော်ကလေးတို့ဒီနေ့ဆရာတို့တွားခဲ့တဲ့၄ချက်ငန်းတုံးသက်မှ၃ကိုရသွားပြီလို့ထင်ပါတယ်နောက်ရကြရင်ဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါလိမ့်ရှင်ခုလိုဆုံးထိတာထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်